ခွန်နှင်းငါအာငနန်းလေးကိုအကွက်ရွှေစနစ်နဲ့ဒါလှလှပပနိုင်တွေးရှိထားတာလေးကိုကြားပြမယ်ပေါ့နော်အလေးကစီနဲ့ပေါ့နော်လေးကစီလေးနဲ့အကွက်ရွှေပေါ့ပထမလိုက်မှာဥနိုင်ပြောခဲ့တယ်လို့ပဲခုဥနိုင်ကစားနေတယ်ကစားနေသည်အကွက်ရွှေကစားတဲ့အတွက်ကိုကနန်းသုံးလုံးရွှေမယ်ဆိုရင်တဲ့တဲ့မမကိုဒီသုံးလုံးကပြီးကိုမလို့ဘူးမလာဘူးဆိုလည်းတလုံးမှမတူဘူးနော်မင်္ဂလာပါတဲ့အေဂျင့်တာယာပြောရှင်ချမ်းမြေပါလေဥနိုင်အာအနုပြေကျေးဇူးတင်ပါတယ် ယေရုတင်ပါတယ်နော်ကဲအဲ့တော့နည်းလို့ဒီမှာရှီပေါင်း6လို့ပုံတည်ကစားတယ်ဒီ3လုံး3ညပရိတ်3ညဒီလို3ညလို့ထည့်တယ်ဒီမှာတကက်ရှိတယ်ရှီပေါင်း6 3ညပြီးတော့9 9 9နော်ရှီပေါင်း6 9ပြီးတော့ဒီမှာ8 8 8ရှီပေါင်း6နော်ရှီပြီးတော့ခွန်းခွန်းခွန်းလို့ပြောကစားတယ်တုံညာကိုရှိကုန်လို့ကစားတယ်ပေါ့နော်ကစားပြီးတော့မှဒီမှာဒီသုံးလုံးပေါင်းချင်းရှိဒီသုံးလုံးပေါင်းချင်းကိုဒီသုံးလုံးပေါင်းချင်းတုံညာဒီသုံးလုံးပေါင်းချင်းတိဆိုပြီးတော့သူကစားတယ် ရှိခိုးတုံညာပြည့်စုကစားရတယ်ပေါ့နော်။ကစားတော့ကောင်းပြီအဲ့မှာသူကအကွက်ရွှေစနစ်နဲ့ဘလို့ကစားမှလဲဆိုတော့ဒီနှလုံးပေါင်း6လို့ထောက်ခဲ့တဲ့အတွက်ကိုသူ့ရဲ့ဒီဘက်နှစ်မှာ6ရဲ့နှက်ခတ်ပြီးဂွာပေါင်းနဲ့နောက်နောက်ပေါင်းနဲ့ဂွာပေါင်း1နဲ့နောက်ပေါင်း10နဲ့6လို့သူကစားတယ်။6ရဲ့နှက်ခတ်ပြီးအိုးလို့ကစားတယ်ကစားလိုက်ရတဲ့သူ့ရဲ့ဇောင်းကဒီကနန်းဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာဒီမှာလိုက်ထွက်တယ်ဒီကနန်းဒီအကွက်ရွှေဖြစ်နေလိုက်ကစားတယ်နော်ဟုတ်ပြီဒါဆိုရင်ဒုတိယကရှေ့ပေါင်း6လို့ဖြစ်တော့သူ့ရဲ့ဒီဘက်နှစ်မှာနော်6ရဲ့နှက်ခတ်ပြီးဘွာပေါင်း ကိုးနဲ့နောက်ပေါင်းတုံညာနဲ့ကိုးလို့ဖြစ်လိုက်တဲ့အခါမှာသူ့ရဲ့ဆောင်းမှာရှိတဲ့၅၈ကိုးဆိုတဲ့ကဏ္ဍဒီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထင်မှာဒီနေရာလေးမှာအကွက်ရှိဖြစ်နေလိုက်ထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယကံမှာရှီပေါင်း6လို့ဖြစ်တာရဲ့ဒီဘက်နှစ်မှာ6ရဲ့နှက်ခတ်ဒီဘွာပေါင်း2နဲ့နောက်ပေါင်း9နဲ့ကိုးလို့ဖြစ်လိုက်တဲ့အတွက်သူ့ရဲ့ဆောင်းမှာရှိတဲ့684ဆိုတဲ့ကဏ္ဍဒီတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထဲမှာ684ဆိုတဲ့ကဏ္ဍဒီအပွက်ရှိဖြစ်နေတိုက်ချော်တယ် ဟုတ်ပြီဒါဆိုရင်ခုစရုပ်ထအကတ်မှာရှီကောင်း6လို့လေသူကစားထားပြီဒီဘက်နှစ်ထဲမှာရွေးချယ်တရားကဏ္ဍဒီနှစ်ကွက်မရှိဘူးတစ်ကွက်တည်းပဲရှိတယ်ပေါ့နော်ရှီကောင်း6လို့ဖြစ်တဲ့အတွက်ဒီဘက်နှစ်ထဲမှာ6ရက်နှစ်ခတ်ပြီးဂွာပေါင်း6နဲ့နောက်ပေါင်း3နဲ့9လို့ဖြစ်တာဒီဒီတစ်ချိန်ပဲဖြစ်တယ်နော်ဂွာပေါင်း6နဲ့နောက်ပေါင်း3နဲ့9လို့ဖြစ်လိုက်တဲ့အတွက်သူ့ရဲ့ဇောင်းမှာရှိတယ်ဒီခွန်းနှစ်5ဆိုတဲ့ကဏ္ဍဒီတနှစ်နှစ်နှစ်3နှစ်4နှစ်မြောက်ထဲမှာဒါထွက်ရှင်လာနော်ခွန်းနှစ်5ဆိုတဲ့ကဏ္ဍဒီထွက်ရှင်လာ9ချိန်ပဲကြံ့တယ်သို့တော့ဥနိုင်ရဲ့မိတ်ဆွေတွေက ခု25ဆိုတဲ့ကဏ္ဍအကွက်ရွှေစနစ်နဲ့ရှိတယ်ဆိုပြပေးပါလို့ပြောတဲ့အတွက်ကိုဒါဦးနိုင်ကနေရာထိုင်လေးရတော့ကိုကနဲ့ကိုရွေးပြီးတော့ထိုးလိုက်သူဒီတိုင်းလေးပဲဦးနိုင်ကရွေးပေးသားတယ်အဲ့တော့ဦးနိုင်တကယ်ထိုးမှာကတော့ဒီ5 5ချိန်မှာဒီကဏ္ဍလေးကဘယ်အချိန်မှာထိုးမလဲဆိုတာဦးနိုင်ကအချိန်ဖမ်းထားပြီးသားပါအချိန်လေးကိုတော့ဦးနိုင်ပြမပေးတတ်ဘူးပေါ့နော်အဲ့ဒါလေးကိုတော့ဒါသူ့အချိန်ရောမှာပြပေးမှာဖြစ်တဲ့အတွက်အချိန်ကိုဘယ်အချိန်မှာထိုးရမယ်ဆိုတော့ပြမပေးဘူးကြိုက်တဲ့မိတ်ဆွေတွေဒီအချိန်မှာလဲထိုးကြံတဲ့အချိန်ကြီးမှာလဲ ပွက်လေးနဲ့ကိုလိုက်ပြီးထိုးလိုက်ပေါ့နော်ပထမကမှာဖြစ်စဉ်ကိုတည်လိုက်တယ်ရှေပေါင်း6ကြောင်သူ့ရဲ့ဒီဘက်နှစ်မှာကွာပေါင်းနဲ့နောက်ပေါင်းနဲ့ကိုလိုပုံတွေဖြစ်ပြန်တယ်ဒီကနေ့ကဒီလေးနှစ်မြောက်ကိုလိုက်ထွက်တယ်ဒုတိယကမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်ရှေပေါင်း6ကြောင်ဒီဘက်နှစ်မှာကနန်းလေးလုံးပေါင်းရင်ကိုလိုဖြစ်လိုက်တာ ਨੇ ဒီကနေ့ဒီလေးနှစ်မြောက်မှာလိုက်ထွက်တယ်တတိယကမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်ကွာပေါင်းနှစ်နဲ့နောက်ပေါင်းခုနဲ့ကိုလိုဖြစ်လိုက်လို့ဒီကနေ့ဒီလေးနှစ်မြောက်မှာလိုက်ထွက်တယ်ဒါဆိုရင် စရုပ်ထအကမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်ရှေ့ပေါင်း6ကြောင့်ဒီဘက်နှစ်မှာနော်ဘဝပေါင်း6နဲ့နောက်ပေါင်း3နဲ့9လို့ဖြစ်လိုက်တဲ့အတွက်ခွန်နှင်5ဆိုတဲ့ကဏ္ဍဒီနော်ဒါဒီအချိန်ကနေစပြီးတော့မွေးစားလိုက်ပေါ်ကြိုက်တဲ့သူတွေကပေါ့နော်6 69ဆိုတဲ့ကဏ္ဍကတော့သူအောင်သွားတယ်ကြံနေတာဒီ64ခွန်68 69နဲ့ခွန်1ဆိုပြီးတော့ဒီဒီ site ထဲကနေပြီးတော့ဒါမွေးကဏ္ဍ9ခွဲပြခဲ့တယ်ပြခဲ့တဲ့ထဲကမှာအခု69ကိုအောင်သွားတယ်ဒီ site ထဲကနော် အဲ့ဒီလိုပဲသူ့လိုပဲနော်သူ့လိုပဲတခါဦးနန်းတို့ဘယ်လိုပုံစံမျိုးနဲ့ဟိုဟာလောက်လဲဆိုတော့နော်ဘယ်လိုပုံစံမျိုးဟိုဟာလောက်တယ်ဆိုတော့ဒီဒီစနစ်တွေတည်းကနေပြီးတော့နော်အခု6 8 3ဆိုတဲ့ကဏ္ဍလေးကအဓိကကတော့ဦးနန်းတို့ဒီမှာတုံညာထိပ်နောက်ပေါင်းခွန်းလို့ဖြစ်တယ် line နော်ဒီမှာတုံညာထိပ်နောက်နှလုံးပေါင်းခွန်းတုံညာထိပ်နောက်ပေါင်းခွန်းအဲ့ဒီ line ကနေပြီးတော့ timing အကွာဝေးအတူတူမှာနော်ဒီ3လုံးပေါင်းခြင်း6က6လို့ပိတ်မယ်6ပါပါ1လို့ နောက်ပိတ်ပိတ်ပြီးတဲ့နှစ်ပိတ်မှာဘူပရိတ်လို့ရတယ်ဘူပရိတ်လို့ရလိုက်တဲ့အချိန်မှာအဲ့ဒီဘူပရိတ်ကဏ္ဍ၄၅၁ဆိုတဲ့ကဏ္ဍရယ်ဒီသုံးလုံးပေါင်းရင်၆က၆လို့ပိတ်၆ပါပါ၁လို့ပိတ်လိုက်ပြီးတဲ့အဲ့61နောက်တွဲကိုနော်61နောက်တွဲကိုဒီမှာဗရိတ်တိ၁ပါပါဒီဗရိတ်၆အဲ့၆ကဒီသုံးလုံး၆ဒီလို၆မို့လို့အဲ့၆ထိပ်စီနဲ့နော်61နောက်တွဲကို၆ထိပ်စီနဲ့66ပြည့်ဆိုတဲ့ကဏ္ဍဒဲ့ဒီ၅ဗရိတ်ရဲ့တပွဲကြုံကြတယ် အဲ့လိုကြပြီးတာနဲ့ဒီနှစ်ပိတ်ကဘူပရိကနန်းကလည်းအဲ့ဒီနှစ်ထင်းမှာကြတယ်။ဒါပရမတ်တကက်ဒုတိယကက်မှာ6ပြီးတော့ဒီတုံးလုံးခွန်ခွန်လို့ပိတ်တယ်ခွန်ပါပါနှစ်လို့လှမ်းပိတ်တယ်ပိတ်ပြီးတဲ့နဲ့5 6ဆိုတဲ့ကနန်းနှစ်ပိတ်မှာဘူပရိလို့ပဲရိုက်တယ်နော်အဲ့တော့အဲ့5 6ကလည်းထွက်မယ်ဒီတုံးလုံးခွန်ခွန်ပိတ်ပြီးတဲ့နဲ့ခွန်ပါပါနှစ်လို့ပိတ်တဲ့အတွက်82နောက်တွဲကိုဘရိတ်နှစ်နှစ်ပါပါခွန်ဒီတုံးလုံးခွန်ခွန်လို့ဖြစ်တဲ့အတွက်ခွန်ထိတ်စီးနဲ့နော်နော်82နောက်တွဲကိုနော် အဲ့လိုဖြစ်ပြီးတာနဲ့6ထိပ်စီပုံစံနဲ့6ခွန်နှစ်ဆိုတဲ့ခဏတကွက်ကြရတယ်။ तू က9ပြည့်ရဲ့တကွက်ကြောင့်မှကြရတယ်။နော်အဲ့တော့ဒီဒီမှာရှိတဲ့6ထိပ်စီနဲ့ဒီ67နောက်တွဲကိုဒီမှာရှိတဲ့6ထိပ်နဲ့661ဆိုတဲ့ခဏကြရတယ်။နော်ဒီမှာရှိတဲ့82နောက်တွဲကိုဒီမှာရှိတဲ့6ထိပ်စီနဲ့6ခုနှစ်ဆိုတဲ့ကဏ္ဍကြာဟိုတတိယအကမှာဒီ၃လုံးက၈၈လို့ပိတ်၈ပါပါ၃လို့ပိတ်လိုက်တဲ့အတွက်ဒီ83နောက်တွဲပြိဋ္ဌာန်းလည်း နှစ်ပိတ်မှာ၃ညပိတ်လို့ထောက်တယ်နော်အဲ့တော့ပထမကဒီ၃ညပိတ်၄ငါးတက်ကလည်းအဲ့နှစ်ထဲမှာကြတယ်လို့ဒုတိယက၃ညပိတ်၅ကို၆ကလည်းအဲ့နှစ်ထဲမှာကြတယ်အခုတတိယက၃ညပိတ်ခွန်တက်နှစ်ဆိုတဲ့ကဏ္ဍကလည်းဒီနှစ်ထဲမှာကြရမယ်မကြသေးဘူးအဲ့တော့အခုပြောချင်တာကဒီ83 83နောက်တွဲကိုနော်ဒီ6နဲ့683ဆိုတဲ့ကဏ္ဍဒဲ့ဒီ သုံးပရိသုံးပါဝါရှိအစ်စ်ကဒီလိုရှိဒီလိုရှိလို့ထောက်ဆက်တွေကစားပြရတယ်68သုံးစီတဲ့ကဏ္ဍဒီနေရာမှာတဲကြဖို့အတွက်ကိုသူ့ရဲ့တပွဲကြော်မှာ9ပရိလို့ခံထားတယ်အဲ့ဒါ68သုံးစီတဲ့ကဏ္ဍဒါဒဲကိုပို့ထိုးလိုက်ပေါ့ဗျာနော်ကြံတဲ့အာကတော့ကြိုက်တဲ့မိတ်ဆွေတွေရန်ထိုးလိုက်ပေါ့